ျွန်တော်တို့ဒါတက်ခွက်ခံရတယ်ပေါ့နော်တို့ကဟိုဒီတို့ဖွဲ့စည်းပုံရမပြောဘဲနေတို့ကဒီမိုကရေစီရပွင့်လင်းမြင်လာမှုရှိတယ်ရှိပါမရှိဘူးဆိုပြီးတော့တို့ကဒီကန့်ကွက်ခြင်းနဲ့ကန့်ကွက်ပေးတဲ့ပြေးခွင့်ပေးတဲ့အချိန်အနည်းတယ်ဆိုပြီးတော့တို့ကအဲလိုမျိုးတို့ကန့်ကွက်တယ်ပေါ့နော်ဒုတိယလွတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ဦးဆောင်အောင်မြန်းလေအဲကျွန်တော်တို့ဒုတိယပုဇွန်ကြီး လူအောင်တန်းချုပ်ပေါ့နော်အဲ့ဒါလူကကန့်ကွက်တယ်အဲကျွန်တော်တို့ကွန်လင်းမြင်တာမှုမရှိဘူးဆိုတာကဖွဲ့စည်းပုံညာပဲကျွန်တော်တို့တွားတယ်ငထောင်းရှစ်ဖွဲ့စည်းပုံကိုကျွန်တော်တို့ကအားလုံးကဒီကုလတော်ကိုယ်စားလှယ်အားလုံးက2008ပြည်ကိုလေးစားလိုက်တာပါပဲဆိုကျွန်တော်တို့ကြမ်းကျင်ခဲ့ကြတယ်။ဒါပဲဖြစ်ဖြစ်ကျွန်တော်တို့ NLD လည်းကြမ်းကျင်ပေးခဲ့တယ်။ငရောင်းချစ်ပွဲစည်းပုံရေးဆွဲပြီးတော့2010မှာအရင်တက္ကသိုလ်ရဲ့ဖွံ့ဖြိုးရေးအစိုးရကတက်လာတယ်။သူတို့လှုပ်တုံးလုံပြီးအတိုင်းပဲကျွန်တော်တို့လုပ်တယ်။2010ပွဲစည်းပုံမှာ260နှစ် ကာကြီးခါခွေကားငယ်ကိုတေးချာချာဖက်ကြည့်ပါတေးချာဖက်ကြည့်ရင်ဒါကန့်ကွက်ကန့်ကွက်ခွင့်မရှိတာပါဘာကြောင့်လဲနှစ်ချောင်းနှစ်တို့နှစ်တို့2008ပွဲစည်းပုံ260နှစ်ကာကြီးခါခွေကားငယ်ကိုနားမလည်လို့ဒီလိုပြောတယ်လို့ပဲကျွန်တော်ကတော့အဲ့လိုပဲကျွန်တော်တို့မှတ်ယူတယ်ဒါကြောင့်မို့ကျွန်တော်တို့ကလွတ်တော်ဥက္ကရာကြီးကိုကျွန်တော်တို့ပြက်ပြက်သားသားပြောပါတယ်လွတ်တော်ဥက္ကရာကြီးခင်ဗျာပွဲစည်းပုံ2008အရာပဲကျွန်တော်တို့ ခုနီးဥတွေဥတွေရပဲကျွန်တော်တို့ပြက်ပြက်သားသားဆုံးဖြတ်ပေးပါလို့ကျွန်တော်ဆော့ဆော့တော့မှကျွန်တော်တို့သူတို့ကန့်ကွက်တာကိုပြန်လေခြေပခဲ့တာဒါပါပဲ။နောက်ပြန်စည်းဝဲဆက်ပြီးတော့မှကျွန်တော်တို့ဆုံးဖြတ်ချက်ဆက်ယူပါမယ်။